အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့ဒီဇင်ဘာလ17ရက်နေ့လေကင်းထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခရဏကတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲစစ်တီကျင်းဝမရှိရမင်းအောင်လိုင်ကစစ်သားတွေကျင်းဝလိုက်နာဖို့ဆိုပြီးပြောလာတဲ့အကြောင်းရဲခါထွက်ဝေတဲ့ပြူရှေရောက် PDF ဖမ်းတာခံခဲ့ရတဲ့သတင်းလူခွင့်ရင်နဲ့မှာမြအူးစေယုံကိုပုံကျဲပြီးရုံမှမှုတွေကိုကိုယ်တိုင်ဖွင့်ဟပြခဲ့တဲ့စစ်ကော်မရှင် တနင်္ဂနွေလုံးကြမ်းဖို့မဲဆွယ်ဆိုင်ပုံ6ခုဖြစ်စီခံရပြီးဖြက်စီသူမသိပဲစစ်ကောင်ရှင်ကတရားစွဲရဲ့အကြောင်းမင်းအောင်လိုင်ရဲ့ဆေးရဇွမ်းမှုန့်နေမှာတရုတ်ပါဝင်နေတယ်လို့ပြောလာတဲ့နယူးဇီလန်အမတ်မျိုးပိကြပြောင်းလဲမှုရှိတဲ့တုတ်လူရှင်ကြောင့်ကလင်းနေရနေပါကင်ဆာဖြစ်နိုင်ခြင်းမြင့်မာမှုနဲ့ကြုံတွေ့နေရတဲ့အကြောင်းအဲ့လိုနေလေကန်းအထိအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါရစေ။ စစ်တီကျုံမရှိတဲ့မင်းအောင်လန်ကအစ်စ်သားတွေကျုံဝဲလိုက်နာဖို့ဆိုပြီးပြောလာတဲ့သတင်းနဲ့စလိုက်ချင်းပါတယ်။မင်းအောင်လန်ဟာစစ်ဘက်ဆိုင်ရာစစ်ဘက်အရာရှိတွေကိုတွဲဆုံတဲ့အခါမှာစစ်တီကျုံဝဲ60ကိုတတိကျကျလိုက်နာဖို့လိုအပ်တယ်လို့မှာကြားခဲ့ရကြောင်းပြည်သူလူထုနဲ့စစ်ရဲတုံးသက်သူတွေအကြားမှာပြင်းပြင်းထန်ထန်ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။မင်းအောင်လန်ကစစ်ဘက်အရာရှိတွေကိုတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်တီတော်ကျုံဝဲ60ကိုကိုယ်တိုင်စောင့်ထိန်ဖို့ပြီးတော့ကိုယ်နဲ့လက်အောက်ခံတပ်ဖွဲ့ဝင်တွေကိုလည်းတသွေမသိမ်းလိုက်နာအောင် ထင်ကြောင်ပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဒါအပြင်တပ်မတော်သားဆရာဝန်တွေဟာချင်းလျင်တိုက်ခိုက်ရေးစစ်တေတွေနဲ့အတူစစ်စင်ရင်နဲ့လုံခြုံရေးတာဝန်တွေကိုပါထမ်းဆောင်ရမယ်လို့တိုက်တွန်းခဲ့ပါတယ်။စစ်မြေမြေမှာအောင်မြင်မှုရဖို့ဆိုရင်စစ်စီကံကောင်းမွန်ရမယ်စိတ်သက်ခံကြံမြင့်မာရမယ်လို့လည်းပြောပါတယ်။အရေးကြီးဆုံးအနေနဲ့ကတော့နိုင်ငံတော်နဲ့တပ်မတော်အပေါ်သစ္စာစောင့်တိဖို့ အထမ်းအမိန်နဲ့တာဝန်တွေကိုကြေပေါ်အောင်ထမ်းဆောင်ဖို့လက်အောက်ငယ်သားတွေကိုလည်းအမိန်နာခံမှုကောင်းအောင်လေ့ကျင့်ပေးဖို့လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။နောက်ဆုံးအနေနဲ့သူကိုယ်တိုင်စံပြနမူနာ နေထိုင်ပြီးတမားကောင်တူရဲ့ကျင့်ဝတ်နဲ့စစ်တေရောကောင်တူရဲ့ကျင့်ဝတ်တွေကိုပါလိုက်နာဆောင်ထိုင်ဖို့မှာကြားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အစီအလေးလာသူတွေကဒီပြောကြားချက်အပေါ်အခုလိုထောက်ပြဝေဖန်နေကြပါတယ်။စကောင်းဆောင်မင်းအောင်လှိုင်ဟာ2021ခုနှစ်မှာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး နိုင်ငံကောင်းဆောင်တွေကိုဖမ်းဆီးကအာဏာသိမ်းယူခဲ့တဲ့လောက်ရဟာစစ်တေတူရဲ့အခြေခံကြားတဲ့အသစ်စာဆောင်တိဂျင်းနဲ့အမိန်နာခံခြင်းကျင့်ဝတ်တွေကိုအကြီးအကျယ်ချိုးဖောက်တာပဲဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုကျင့်ဝတ်ကိုကိုယ်တိုင်ချိုးဖောက်ခဲ့သူကပဲလက်အောက်ငယ်သားတွေကိုကျင့်ဝတ်လိုက်နာဖို့တောင်းဆိုနေရဟာဘယ်တိုင်းတာအထိယုံကြည်လက်ခံနိုင်မလဲဆိုတာကမေခွန်းထုတ်เสียဖြစ်နေပါတယ်။ဒုတိယအနေနဲ့ရိတ်ခါထွက်ဝယ်ရဲ့ပြူရှေ့ရောက် PDF ဖမ်းတာခံခဲ့ရပြီဆိုတဲ့သတင်းမှာ စကိုင်းတိုင်းအရာရုံမြို့နယ်ကသတင်းတစ်ခုပါရက်ခါထွက်တည်ရဲ့ပြူစောတိရှစ်ဦးကို PDF တပ်ဖွဲ့ဝင်တွေကအရှင်ဖမ်းမိခဲ့လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ကတော့ဒီဇင်ဘာလ9ရက်နေ့မနက်9:00နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာပါ။အရာရုံမြို့နယ်ငွေတွင်းပြူရွာကနေညောင်သူလေးရွာဘက်ကိုရက်ခါတည်ထွက်လာတဲ့ပြူစောတိဆက်နှုတ်ကိုဒီနှစ်ရွာကြားမှာစောင့်ကြိုပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒီပြက်ကဖန်စီမှုမှာရှစ်ဦးကိုဖမ်းမိခဲ့ရလို့မူရခိုင်အမှန်27တက်ရင်တက်ခွင်နဲ့ ငွေတွင်း Revolution Force အဖွဲ့အစည်းတွင်ထုတ်ပြန်ခဲ့ပါတယ်။တက်ခွေမှုကိုစစ်နိုင်ငံ MP ကိုပြောကြရမှာပြန်လည်ပြစ်ခတ်တာမျိုးမရှိဘူး။သူကဂန္ဓမာ၄ယောက်ပါတာ၄ယောက်ကထွက်ပြေးလို့ရှင်းပြပါတယ်။ဒီဖြစ်စဉ်အတွင်းမှာတေဆုံးတန်ရာသူမရှိခဲ့ပဲဖမ်းမိသူတွေကလည်းစာစီအရန်နဲ့ငွေအရှုပ်ကိုတင်စီရမိခဲ့လို့လည်းသိရပါတယ်။ဖန်စီယာမီသူတွေကိုတော့စစ်စင်မှုနဲ့လှုပ်ဆောင်နေပြီးဥပဒေနဲ့အညီအကျေးယူသွားမယ်လို့လည်းငွေတန်း Revolution Force ကဆိုပါတယ် အခုပြူစောထီးတွေရိတ်ခါသွားတည်တဲ့ညောင်ဒူးလေးကြွားနဲ့အမှတ်30အရာတော့လေ့ကျင့်တက်ဟာနှစ်မိုင်လောက်ပွဲကွာဝေးပါတယ်တက်ခွေမှုကိုစစ်နိုင်ရဲ့ပြောပြချက်အရအဲ့ဒီညောင်ဒူးလေးကြွားကဂျားနဲ့သဘောမျိုးဖြစ်ပြီးတက်နဲ့နီးတာကြောင့်တက်ကပေးပို့လာတဲ့ရိတ်ခါတွေကိုပြူတွေကတဆင့်သွားရောက်တည်ဆောင်ခြင်းဖြစ်တယ်လို့သိရပါတယ်ဒီဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက်ပိုင်းမှာတော့ငွေရင်းပြူရာကနေအင်အား30ဝန်းကျင်လောက်ဟာအခင်းဖြစ်တဲ့နေရာကိုလာရောက်ပြီးရှာဖွေမှုတွေပြုလုပ်ခဲ့လို့သတင်းရရှိပါတယ် ဆက်လက်ပြီးလူခွင့်ရင်းနဲ့မှာမြောက်ဦးစင်းရုံကိုဘုံကျဲပြီးရုံမှာမှုန့်လို့ကိုရိုင်းဖွင့်ဟားခဲ့စစ်ကော်မရှင်သတင်းကိုတင်ဆက်ပေးပါမယ်။အရခပြင်းမြောက်ဦးမြို့မှာရှိတဲ့မြောက်ဦးစင်းရုံကြီးကိုလူခွင့်ရင်းနဲ့ဒီဇင်ဘာလ10ရက်နေ့ညပိုင်းမှာအကြမ်းဖက်မြန်မာလေတပ်ကရဲရဲဆက်ဆက်လူမဆန်စွာဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်သေးဆုံးမှုစင်းဟာတိတိတသာမြင့်တက်လာခဲ့ပါတယ်။ရရှိထားတဲ့နောက်ဆုံးသတင်းတွေအရဆေးရုံအတွင်းစစ်ကူတမှုခံယူနေကြတဲ့လူနာတွေအပါအဝင် အပြစ်မဲ့ပြည်သူစုစုပေါင်း33ဦးဟာတေဆုံးခဲ့ရပြီး66ဦးထံမှလည်းဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ဟာ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ည9:00နာရီခန့်ကဖြစ်ပွားခဲ့ရပါ။ဖက်ဆက်အကြမ်းဖက်စစ်ကော်မရှင်မြန်မာလေတပ်ဟာစစ်တမ်းနဲ့လုံးဝမသက်ဆိုင်တဲ့အာရခပြည်သူစေယုံကြီးကိုပြစ်မှတ်ထားပြီးပေါင်ဝါရဘုံနှလုံးကြေချတတ်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ဆေးရုံတွင်စစ်ကူသားမှုခံယူနေကြတဲ့လုံနာ၁၀ဦးဟာပွေရှင်ပြီးတစ်ဆုံးခဲ့ပြီးနောက်ထပ်၂၃ဦးဟာလည်း ထပ်မံတည်ဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်တရားရသူ68ဦးအထက်မှာလည်းစစ်ကူတာမုံခံယူနေတဲ့လူနာတွေလူနာဆောင်နေတဲ့ဆေးရုံဝင်တဲ့60ထက်မင်းဟာပြင်းထန်ဒဏ်ရာတွေနဲ့အလက်စားအသေးစားဒဏ်ရာတွေကိုရရှိသွားခဲ့ကြပါတယ်။ဖက်ဆက်အကြံဖတ်စစ်ကော်မရှင်တပ်ဟာအပြင်းအထန်အကြမ်းသားပစ်သူတွေအိတ်ဆက်အနားယူဖို့ပြင်ဆင်နေကြတဲ့ညအရှင်ကိုအငိုက်ဖမ်းပြီးကောက်ကျစ်ရုံးမာတဲ့အကြံနဲ့အများပြစ်သူစစ်ကူတာမုံခံယူနေတဲ့ဆေးရုံကိုရွေကျက်ရှိရှိပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီလိုရက်ကစစ်ကောင်ရှင်မြန်မာလေတပ်ဟာစစ်ပန်းနဲ့မသက်ဆိုင်တဲ့အရက်ဖတ်နေရာတွေကိုတိုက်ခိုက်ခြင်းဖြင့်စစ်ရာဇဝမှုတွေကိုထင်ပေါ်စွာကျူးလွန်နေရဆိုတာကိုပြသနေရပဲဖြစ်ပါတယ်။ထပ်မံတင်ဆက်ပေးခြင်းတဲ့တင်ဒင်ကတော့မြန်မာတိုင်းငံလုံးကြမ်းဖို့မိဆက်ဆိုင်မှု6ခုဖျက်ဆီးခံရပြီးဖျက်ဆီးသူမသိပဲစစ်ကောင်ရှင်ကတရားစွဲရတဲ့တင်ကိုပြောပြပါဦးမယ်။စစ်ကောင်ရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ဟာမြန်မာနိုင်ငံတဝန်းကကြမ်းခံရင်းနဲ့ဖွံ့ဖြိုးရေးပါတီကြမ်းဖို့ရဲ့မိဆက်ဆိုင်မှုဖျက်ဆီးခံရမှု6ခုနဲ့ပတ်သက်ပြီး မြန်သူမူအားဖြတ်စီသွားမယ်မသိဘဲနဲ့ရွေးကောက်ပွဲဥပဒေနဲ့အမှုန်ဖွင့်ထားကြောင်းဒီဇင်ဘာလ10ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဖြတ်စီခံရတဲ့ဆိုင်းမုန်နေရာတွေကတော့ချမ်းပြင်းနယ်တောင်ပိုင်းကလောမြို့နယ်အင်းခေါင်ကျေးရွာရန်ကုန်တိုင်းပပေးတိုင်းမြို့နယ်ကရင်ပြင်းနယ်လှိုင်းပွဲမြို့နယ်တခွက်ဖိုးရွာအီအော်ရီတိုင်းလက်ပတ်တာမြို့နယ်ရွှေစွာရွာမန္တလေးမြို့ချင်းအသာဆန်မြို့နယ်ချမ်းပြင်းနယ်တောင်ပိုင်းညောင်ရွှေမြို့နယ်တို့ဖြစ်ပါတယ်။ အဲ့လိုဖြက်စီခံရတဲ့ဖြစ်စဉ်တွေမှာဘသူကဖြက်စီသွားတယ်လဲဆိုတာကိုမသိရသေးပဲစီစဉ်နေဆဲဖြစ်ပေမဲ့ရွေးကောက်ပွဲကိုနှောက်ချက်ဟန်တာဖြက်စီခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှန်20လဲကနန်တက်ဆိုင်ရာရေစကန်အတိအသိမှာအမှုန်ဖွင့်ထားတယ်လို့စစ်ကောင်ရှင်ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဒီရှင်နေနဲ့ပတ်သက်ပြီးမူရအခြေစိုက်တက်ကြွလှုပ်ရှားသူတူက MPO ကိုအခုလိုသုံးသပ်ပြောကြားခဲ့ပါတယ်နံပါတ်1ထူးခြားချက်ကအခုဖြက်စီခံရတဲ့ဆိုင်းဘုတ်တွေကကျန်းဖက်မွေးဆွေဆိုင်းဘုတ်တွေကြီးဖြစ်နေတာပေါ့ တမင်လကပန်းကြံဖို့ဆိုင်ဘုတ်ကိုရွေးဖြက်တာလားဆိုတာစဉ်းစားကြရပေါ့ဆိုင်ဘုတ်ဖြက်တာတွေကပြည်သူတွေတွားရင်လာရင်နဲ့မြင်ပြီးစိတ်မထိန်နိုင်လို့ဖြတ်တဲ့သဘောပါပဲလို့ဆိုပါတယ်နမန်နဲ့ထူကြကြကစစ်ကွန်မရှင်အညိုးကြီးမုံပေါ့ဘသူအလုပ်တလဲဆိုတာကိုမသိတာတောင်တရားဆွေးပစ်မယ်ဆိုတာကြီးပန်းသူတို့လုံးမတရားမဝင်ရွက်ကောက်ပွဲကိုနင်းနေလေးမတောင်အထိပါမခံဘူးဆိုတာအတိအရင်ဖော်ပြတာပေါ့လို့သူကပြောပါတယ်ဒါအပြင်စစ်ကွန်မရှင်ဟာဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းက မန္တလေးမြို့ဇေရှိုရောနေမှာဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ဒေါက်တာတေဇာဆန်းကိုခန့်ဝေဖြိုးကိုနန်းလင်းကိုထမ်းမြအောင်မေရှိကောရှိချင်းမရှွန်ခေါ်ရှွန်ရှွန်တို့အပါအဝင်အမျိုးသားလေးဦးစုစုပေါင်း၁၀ဦးကိုလည်းရုတ်ောက်ပွဲဥပဒေပုံမှ23ခါနဲ့အမုံဖွင့်ထားတဲ့အကြောင်းထပ်မံထုတ်ပြန်ခဲ့ပါတယ်။ပြည်တွင်းထဲနောက်ဆုံးသတင်းအနေနဲ့မင်းအောင်လှိုင်ရဲ့ဆေးရဆွမ်းပုံတွေမှာတရုတ်ပါဝင်ရဲလို့ပြောလာတဲ့နယူးဇီလန်အမတ်အကြောင်းပါ။ အခုဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတကာရဲ့မြန်မာအရေးအပေါ်ထားရှိရသဘောထားနဲ့ပတ်သက်တဲ့ထိတ်တန့်သတင်းပဲဖြစ်ပါတယ်။နယူးဇီလန်နိုင်ငံအလုတ္တမပါတီကလွှတ်တော်မှ Fair Trial ကစစ်ကောင်ဆောင်မင်းအောင်လှင်ကိုတရုတ်နိုင်ငံကဆက်လက်ပတ်မိုးနေမုံအပေါ်ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားလိုက်ပါတယ်။စစ်ရဇဝကောင်မင်းအောင်လှင်ဟာတရုတ်ရဲ့ပတ်မိုးကူညီမှုမရှိဘဲနဲ့အာဏာကိုရနိုင်တော့မှာမဟုတ်ပါဘူး။ဒါဟာမင်းအောင်လှိုင်ရဲ့ဆရာဇွမ်းမုံလူသားမျိုးနွယ်အပေါ်ယာဇွမ်းမုံနယ်မှာတရုတ်ကပါဝင်နေရပဲဖြစ်တယ်လို့ Fair Trifle ကပြတ်သားစွာပြောဆိုခဲ့ပါတယ်။ကျောင်းနိုင်ငံရဲ့လောရက်တွေဟာလေးစားခံရတဲ့နိုင်ငံကြီးတနိုင်ငံရဲ့အပြုအမူမျိုးမဟုတ်ဘူးလို့လည်းသူကထက်လောင်းပြောကြပါတယ်။လွှတ်တော်မှ Fair Trifle ကကျောင်းနိုင်ငံကိုတိုက်ရိုက်ရင်ညွန်ပြီးမေကွန်းတွေထုတ်ခဲ့ပါတယ်။ကျောင်းနိုင်ငံကိုပြောချင်တာကတော့တင်တို့နေဆက်ဒေသမှာတင်ငင်မှုကိုလူကျင်နေဆိုရင်တဲ့အခြေခံအဆောင်ကိုလမ်းကြောင်းကိုကာကွယ်ခြင်းနဲ့တဘွားတန်ရန်ဇာရတွေကိုအတုံးပြုခွင့်ရဖို့လိုချင်တဲ့ဆိုရင်ဒီမုံတိစရာကောင်းတဲ့စစ်တပ်အတွက်တင်းရန်ထောက်ခံမှုဟာ ်သင်ရဲ့ရီမန်းချက်တွေကိုအမှန်တကယ်ထောက်ခံသလားဆိုတာငါတို့တန်တရားဖြစ်မိရဲ့လို့ပြောခဲ့ပါတယ်။သူကမြန်မာဆက်အာဏာရှင်အပေါ်ထောက်ပံ့နေတဲ့တရုတ်နိုင်ငံရဲ့အခြေအနေကိုလည်းတရုတ်နိုင်ငံကိုကျွန်တော်တို့ပြောချင်တာကတော့သင်တို့ဟာကမ္ဘာပေါ်မှာအလွန်အဆိုးရွားဆုံးဆက်အာဏာရှင်ကိုထောက်ပံ့ပေးနေသူတွေဖြစ်တယ်ဆိုတာပါ။မြန်မာနိုင်ငံဟာရာဇဝတ်မှုနဲ့လိမ်လည်လှည့်စားတဲ့ဆန္ဒတွေအတွက်နေကမ္ဘာစီကိုတရားမဝင်မှုရဲ့စေဝါပတ်မှုပေးနေတဲ့နေရာဖြစ်ပြီးအာရှမှာအာရမနေရာစွန့်ခွာရွှေ့ပြောင်းစေခြင်းရဲ့ အကြီးမားဆုံးအငြင်းမဲဖြစ်ပါတယ်လို့ပြောပါတယ်။ဒါကြောင့်တင်ရင်အကြမ်းမှုရှိပြီးဒီမိုကရေစီပြန်လည်ရရှိရမြန်မာနိုင်ငံကသာတရုတ်နိုင်ငံရဲ့ရေရှည်ပန်းနိုင်တွေနဲ့ပုံမတင်တတ်မယ်လို့နယူးဇီလန်လွှတ်တော်မှ Fair Trifle ကအလင်းနဲ့ပြောကြားသွားခဲ့ပါတယ်။နောက်ဆုံးပြပသတင်းတပုတ်အနေနဲ့မျိုးဗီဇာပြောင်းလဲမှုရှိရတော့လှူချင်ကြောင်းကလင်းနေရာနေပါကင်ဆာဖြစ်နိုင်ခြင်းမြင့်မာမှုနဲ့ကြုံတွေ့နေရတဲ့အကြောင်းပြောပြရင်နေလင်ရင်သတင်းတင်ဆက်မှုကိုဒီမာတင်ရှင်းလာလိုက်ပြစေ။ ရှားပါတဲ့မျိုးပိဇာပြောင်းလဲမှုတစ်ခုရှိနေတဲ့တုတ်လူရှင်မျိုးသားတူဟာဥရောပနိုင်ငံတွေမှာခလဲပေါင်းအ ਨੇ စုံ169ဦးကိုမွေးဖွားပေးခဲ့တယ်လို့စုံစမ်းစစ်ဆင်မှုအသစ်တစ်ခုအရသိရပါပါတယ်ခင်ဗျာအဲ့ဒီခလဲတွေထဲကအချို့ဆိုရင်ဒီမျိုးပိဇာဆိုင်ရာပြောင်းလဲမှုကြောင့်ပဲဖြစ်ပေါ်လာတဲ့ရောဂါနဲ့တည်ဆုံပြီးဖြစ်တယ်လို့လည်း CNN သတင်းမှာဖော်ပြထားပါတယ်ဒီတုတ်လူရှင်မျိုးသားဟာကိုရိုင်းကျမ်းမာနေပေမဲ့သူ့မှာ TP53 လို့ခေါ်တဲ့ မျိုးဗီဇာတစ်ခုမှာရှားပါပြောင်းလဲမှုတစ်ခုရှိနေပါတယ်။ဒီပြောင်းလဲမှုဟာ Liframini Sandra ဆိုရက်ရှားပါယောဂါကိုဖြစ်စေနိုင်ပြီးဒီယောဂါကလူတဦးရဲ့ကင်ဆာဖြစ်ပွားနိုင်ခြေကိုအလွန်မြင့်မားစေပါတယ်။ဒီလူချင်းဟာဥရောပရှစ်နိုင်ငံမှာကလေး68ဦးကိုမွေးဖွားပေးခဲ့တယ်လို့ဖော်ပြခဲ့ဘူးပေမဲ့ဗုဒ္ဓဂူနဲ့မှာထုတ်ပြန်တဲ့စုံစမ်းစစ်ဆင်မှုအသေးအယကလေးဦးရဲ့ဟာအရင်ကထင်ထားတာထက်များစွာပုံများနေပြီး အနည်းဆုံး169ဦးအထိရှိနေတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။အဆိုပါမျိုးသားဒိမန်နိုင်ငံ European Spam Ban ESP ဆိုတဲ့တုတ်ပံတစ်ခုတည်းကိုသာလှူဒန်းခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့တုတ်တွေကိုမတူညီတဲ့နိုင်ငံဆက်လဲနိုင်ငံကစေကံပေါင်း68ခုကတစ်ဆင့်ဖြန့်ဝေအသုံးပြုခဲ့ပါတယ်။ဒါကြောင့်ထိခိုက်ခံရတဲ့ကလေးအရေတွက်ဟာနိုင်ငံအလုံးစီကအချက်လက်တွေမရရှိသေးတဲ့အတွက်169ဦးထပ်ပုံများနိုင်ခြင်းရှိသေးတဲ့အခြေအနေရှိနေပါတယ်။ ကလေးဘက်ကလင်းရဲ့အဆိုအရလီဖရမင်းနဲ့ဆန်ဖရန်ရှိသူတွေဟာအသက်60မတိုင်မီကင်ဆာဖြစ်နိုင်ရဲ90ရာခိုင်နှုန်းထိရှိပြီး90လောက်ကတော့အသက်60မတိုင်ခင်မှာဖြစ်ပေါ်နိုင်ပါတယ်။ပညာရှင်တို့ဖြစ်တဲ့ပြင်သစ် UN တက္ကသိုလ်ဆေးရုံကဇီဝဗေဒပညာရှင်အန်ဒဝတ်ကက်စပါကမိလိုက်ညီလာခံတဦးမှာကနဦးကလေး69ဦးကိုစတင်ဖော်ထုတ်နိုင်ရတာပဲဖြစ်ပါတယ်။ MPA နေလေကင်းထိရရှိထားတဲ့ထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးကြပါပါ။ MP ကအနေစဉ်ကြားမလဲတင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ MP ရဲ့တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝအမောတွေလည်းပြေကြပါစေခင်ဗျာ။